လုံငန်းတဲ့ပိုင်းမှာမိုးလောင်ကြီးကအပြစ်ပေးခြင်းခံမှာကလင်ကျန်းတို့၃ယောက်ကိုဖမ်းသွားတယ်။ပြီးတော့ဆန်းရှန်တို့ကိုလည်းဆိုင်ခေါ်ခဲ့တယ်။အနောက်ပိုင်းနဲ့မြန်မာသူတို့နဲ့တိုက်ခိုက်ပြီးတော့ဒီအပြစ်ပေးခြင်းခံမှာက၃ယောက်ကိုပြန်မိခဲ့ဖို့ဆန်းရှန်တို့လည်းအနောက်ပိုင်းနဲ့မြန်ကိုလိုက်သွားတယ်။မိုးလောင်ကြီးကပြောတယ်၊လေးဖွဲ့ခွဲပြီးတော့လေးကတိုက်ခိုက်မယ်။ဆန်းရှန်ကလည်းမိုးလောင်ကြီးရဲ့ဆိုင်ခေါ်မှုကိုလက်ခံလိုက်တယ်။ဗီဒီယိုလေးမစခင်ကျွန်တော်လည်း subscribe နှိပ်ပေးပါအားလုံးကျေးဇူးတင်ပါတယ်။မိုးလောင်ကြီးကလူ၃ယောက်ကိုရွေးလိုက်တယ်။မူကူ၊ကောရှုံနဲ့ဝူကြာတို့ပဲ။ အဲ့ဒီ၃ယောက်ထဲမှာ၂ယောက်ကကောင်းကင်အပိသက်ချင်းနောက်ဆုံးအဆင့်ကိုရောက်နေပြီးနောက်တစ်ယောက်ကတော့အဆင့်ကဝိညာဉ်အစီမံတစ်ယောက်သူတို့၃ယောက်ထဲမှာဝူကြားကပဲတည်တည်ငြိမ်နဲ့နေနေတယ်ကောရှုံကသူ့ရဲ့ပတ်စံကြီးကိုမူချန်တို့ဘက်ကိုလှည့်ပြီးတော့ပြောတယ်ငါနဲ့ဘဲကောင်တိုက်ခိုက်မှလဲသူတို့ရဲ့အဖြစ်ပြက်ကိုမျိုးလဲ့မှရှိတဲ့မျောစင်ပေါ်ကနေလူတစ်ယောက်ကကြည့်နေတယ်အနောက်ကလူကပြောတယ်တခင်လေးဒီမိုးလောင်ကြီးကတော်တော်လေးကိုညံ့များတာပဲနှစ်ဖက်စလုံးထဲမှာသူကအစွမ်းထက်ဆုံးပဲတယောက်ချင်းတိုက်ခိုက်မယ်ဆိုတော့သူရင်ဆိုင်မဲတူကဆန်းရှမ်းဖြစ်လိုက်မယ် ဒါပေမဲ့စမ်းစမ်းလဲကြကြတော့တောက်ခနိုင်မှာမဟုတ်ဘူး။ဒါကြောင့်ဒီပွဲမှာအနိုင်ရဖို့ကသူပဲဖြစ်နေနိုင်တယ်။အစိုင်းရောင်ဝတ်ဆောင်တဲ့လူကလည်းခေါင်းညှိလိုက်တယ်။ဒါပေမဲ့သူကဆက်ပြောပြတယ်။ဒါပေမဲ့မြောက်ပိုင်းကောင်းကင်ဝင်းငင်းအကယ်ဒမီကျောင်းကကျန်တဲ့တောင်ယောက်ကဒီပွဲမှာအနိုင်ရရင်တော့အခြေအနေကပြောင်းလဲသွားနိုင်တယ်။မူကူနဲ့ကောရှုံတို့နှစ်ယောက်ကကောင်းကင်အပိသက်ချင်းအလယ်လက်အစွမ်းကိုပတ်ဆိုင်ထားတယ်။မြောက်ပိုင်းကောင်းကင်ဝင်းငင်းအကယ်ဒမီကျောင်းကလူတွေထဲမှာတော့လီရွှန်သုံးတယောက်ကပဲသူတို့နဲ့ဆွမ်းအားချင်းရှင်းနိုင်တယ်။ ဒါပေမဲ့ဒီလိုအခြေအနေမျိုးရှိရင်တောင်မှသူလဲပြိုင်ဘက်ရန်သူကိုအလွယ်တကူအနိုင်ယူနိုင်မှာမဟုတ်ဘူးလီရွှန်သုံးတဲ့ဆန်ရှန်ကလွယ်ပြီးကျန်တဲ့လူတွေကတော့အားနေတဲ့ပုံပဲအဲ့ဒီထဲမှာမှဟီယောကဆွမ်းအထက်ဆုံးပဲဒါပေမဲ့သူကကောင်းငွေကူပြောင်းခြင်းပထမအဆင့်မှာပဲရှိနေသေးတယ်ဟိုဘက်ကမင်းကလေးကိုတော့ကျွန်တော်ခံမှန်းလို့မရဘူးကောင်းငင်ကူပြောင်းခြင်းနောက်ဆုံးစစ်မြောက်ပိုင်းကောင်းငင်ဝိညာဉ်အကယ်ဒမီကျောင်းကနောက်ထွက်လာတဲ့ကျောင်းသားတွေကတိတ်ပြီးတော့စောက်တော့မကြဘူးနဲ့တူတယ်။ဒါအပြင်မိုးလုံးကြီးတို့အဖွဲ့မှာတော့ဟူကြားကအစွမ်းအနှိမ့်ဆုံးပဲ ဒါပေမဲ့သူ့ကိုရှင်မှုကတော့အရန်ကိုခက်ခဲလုံးတယ်။တခင်လေးဆိုတဲ့သူနဲ့သူ့ရဲ့နောက်လိုက်နောက်ပါတွေကထင်မြင်ချက်အမျိုးမျိုးကိုပေးနေကြတယ်။မော်လောင်ကြီးကစမ်းရှမ်းကိုပြောတယ်။ဒီတိုက်ပွဲကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတယ်။မင်းတေးသေးကြံဆုံးဖြတ်လိုက်ပြီလား။ရန်သူဘဲကပတ်ခိုင်မဲ့သူ့တွေထွက်ပေါ်လာပြီဆိုတော့စမ်းရှမ်းကသူ့ရဲ့လူတွေပြောတယ်။မော်လောင်ကြီးနဲ့ငါတိုက်ခိုက်လိုက်မယ်။လော်လီကဝင်ပြောတယ်။အဲ့လိုမျိုးဆိုရင်မူကူကိုကျမတောင်းဝင်ထားလိုက်။သူ့ကိုတန်းနိုင်တဲ့လောက်မြန်မြန်လေးပြီးအောင်တိုက်ခိုက်ပေးမယ်။လီရှွန်တောင်ကဝင်ပြောတယ်။ ဒါလို့ဆိုရင်ဝူချာကိုငါအတွက်ထားရတာလားဒီအဖြေကိုစန်းရှန်းကဘာမှမပြောဘဲနဲ့မူချန်ဝူကြည့်လိုက်တယ်မူချန်ကပြောတယ်ဝူချာကိုကျွန်တော်တန့်ဝင်ထားလိုက်ကျွန်တော်လဲဝူညင်းအစီမံဆရာတယောက်ပဲမူချန်ရဲ့စကားကြောင့်လီရွှန်တုံးကခေါင်းချိန်လိုက်တယ်မင်းသူ့ကိုတတိရထားငါတို့အလုံးဆုံးပြကြချလိုက်ပြီဆိုတော့စာပြီးလှောက်ချကြစို့ပြီးတာနဲ့စန်းရှန်းကသူ့ရဲ့ဆွေးရောင်လှန်ကြီးကိုကပြီးမိုးလောင်ကြီးစီကိုပြေးဝင်သွားတယ်လော်လီရတဲ့သူ့ရဲ့တက်ရှိကိုထုတ်လိုက်တယ်ပြီးတော့မူချန်ဘက်ကိုလှည့်ပြီးပြောတယ်တတိရထားအောင် ငါမူကူကိုမြန်မြန်လေးတက်ပြီးတာနဲ့နှင်းစည်းကိုလာပြီးတော့ကူညီပေးမယ်ပြီးတာနဲ့မူကူစည်းကိုလောလီကတရှိကင်ပြီးပြေးဝင်သွားတယ်ကြည့်နေကြတဲ့သူတွေအားလုံးကတော့သူတို့လှပတဲ့မိန်းကလေးတယောက်ကစူလက်ဘုတ်ပြားပေါကအဆင့်သုံးရှိတဲ့သူကိုရှင်းနိုင်မယ်လို့မထင်သာဘူးမူချောင်ကလည်းလေကိုတဝကြီးရှူသွင်းလိုက်တယ်ပြီးတာနဲ့ဟူကြာနှင်းရင်ဆိုင်မှုတော့ဟူကြာရဲ့ရှေ့မှာပေါ်လာတယ်ဒါဘူခမ်းမဆောင်ပေါ်ကကြည့်နေတဲ့အစက်ရောင်ဝတ်စုံတဲ့လူငယ်ကပြောတယ်ဒီလူငယ်လေးကကောင်းကင်ကွန်းချင်းနောက်ဆုံးအဆင့်မှာပဲရှိနေသေးတာတော့တိုက်ပွဲတွေဝင်ပါရဲတယ်ပေါ့ကြည့်နေတဲ့သူတွေထဲကနေစကားတန်နေထွက်လာတယ် ကောင်းကင်ကူပြောခြင်းနောက်ဆုံးအစ်စ်မဲရောင်းနေတဲ့သူကအစ်စ်ကဝိညာဉ်အစီအမံတရားကိုရင်ဆိုင်မယ်ဟုတ်လားတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းနေပြီ။ तू သေချင်နေလို့လားဒါမှမဟုတ် तू စီမှာနီလန်းနေရှိနေလားဆိုတာငါလည်းမသိတော့ဘူး။မူချန်ကပြောတယ်ကျွန်တော်လူသစ်လေးမူချန်ကမင်းကိုစိန်ခေါ်တယ်။ဒီစကားကြောင့်ဘူဂျာကကြောင်သွားတယ်။လူသစ်တယောက်ကသူ့ကိုစိန်ခေါ်နိုင်စွမ်းရှိတယ်ဆိုပြီးတော့လည်း तू မယုံထားဘူး။တခြားတစ်ဖက်မှာတော့ဆန်ရှန်နဲ့မူလောင်ကြီးရဲ့တိုက်ပွဲကတော်တော်လေးကိုပြင်းထန်နေတယ်။ဆန်ရှန်ရဲ့လှန်စွမ်းအားတွေကမူလောင်ကြီးကိုဖုံးအောင်သွားတယ်။မူလောင်ကြီးကပြောတယ် မင်းငါနဲ့တလောင်းလောင်းတိုက်ခိုက်ကြည့်ရင်တော့မင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရတာပေါ့သူ့ရဲ့ကိုတည်းကနေမိကုတ်ရောက်ဝိညာဉ်စွမ်းအင်တွေကိုထုတ်လိုက်တယ်ဝိညာဉ်စွမ်းအင်တွေကစူးစီးပြီးတော့အနှံ့ရောင်နဂါးဖြစ်ပြောင်းလဲသွားတယ်အခုဆိုရင်ကောင်းရင်တစ်ခုလုံးကစပြီးတော့မှောင်လာတယ်မင်းနိုင်ငါကြာကကွာခြားချက်ကိုမင်းသိစေရမယ်ခန္ဓာကထွားပေါက်လာတဲ့အနှံ့ရောင်နဂါးကိုသူ့ရဲ့လက်သီးထဲမှာစုလိုက်တယ်သူ့ရဲ့လက်သီးကအလင်းရောင်တွေတဖြည်းဖြည်းတောက်ပတ်လာတယ်ပြီးတာနဲ့ဆန်းရှန်းစီကိုပြေးဝင်သွားတယ်အယောက်တိုင်းစီကပြိုင်ဘက်နေနဲ့ရင်ဆိုင်နေပြီဆိုတော့လီရှွန်တုံကလည်းသူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ကောရှုံစီကိုပြေးဝင်သွားတယ် ကောင်းကင်ဘော်မှာတော့အရောက်တိုင်းကတိုက်ပွဲအသီးသီးကိုဆင်နွှဲနေကြတယ်။မူချန်ကသူ့ရဲ့ကိုကနေမီတောင်းတွေပါတဲ့ဝဉဉ်စွန်းအင်ဝင်ထုတ်လိုက်တယ်။ဦးကြားကတော့မူချန်ကိုစောက်ကြီးမဆိုင်တဲ့ပုံစံမျိုးပဲ။သူ့ရဲ့လက်ကတွေဒစိမ့်အနေငယ်ပြောင်းလိုက်တာနဲ့သူ့ရဲ့အနောက်မှာဝဉဉ်အစီမံနှစ်ခုကချက်ချင်းပေါ်လာတယ်။သူဖန်တီးလိုက်တဲ့ဝဉဉ်အစီမံနှစ်ခုကအဆင့်လေဝဉဉ်အစီမံအဆင့်ကဝိညာဉ်ဆရာတယောက်အတွက်အဆင့်လေးဝိညာဉ်အစီမံဆိုတာကတော်တော်လေးကိုလွယ်ကူလွန်းတယ်ဝိညာဉ်အစီမံနှစ်ခုကလဲပတ်လာပြီးအလင်းနှံဖြစ်တဲ့မူချန်စီကိုပြေးဝင်သွားတယ် ။မူချန်ကလည်းလှူရဲ့လက်ကနေဒစိမ့်တွေပြောင်းလဲလိုက်တာနဲ့သူ့ရဲ့နောက်မှာတော်တော်လေးကိုကြီးမာတဲ့ဝိညာဉ်အစီမံနှစ်ခုကထွက်ပေါ်လာပြန်တယ်။မူချန်ကဝိညာဉ်အစီမံဆရာတယောက်စုတာကိုကြီးတဲ့လူတွေတိတာနဲ့တော်တော်လေးကိုတုံ့နှုတ်သွားကြတယ်။ဝိညာဉ်အစရာနဲ့ဝိညာဉ်ဆရာချင်းတက်ခိုက်တယ်ဆိုတော့ဘဒူဝိညာဉ်အစီမံကပိုဆွားမလဲဆိုတာလည်းသိကျင်နေကြတယ်။မူချန်ရဲ့ဝိညာဉ်အစီမံကလည်းလဲလာပြီးဆွေအောင်အလင်းနှန်းတွေပြေးထွက်သွားတယ်။နောက်ဆုံးမှအလဲတက်တက်မှာဝူချာရဲ့ဝိညာဉ်အစီမံနဲ့မူချန်ရဲ့ဝိညာဉ်အစီမံကလေထဲမှာတိုက်မိသွားတယ်။ကျိန်လောင်နဲ့ပောက်ကွဲသွန်ကြီးထွက်ပေါ်လာပြီး နှစ်ယောက်စလုံးရဲ့ဝိညာဉ်စွမ်းအင်တွေကပျောက်ကွယ်လို့သွားတယ်။မူချန်ကစွမ်းအင်တွေကိုလက်သီးထဲမှဆူဝူကြားစီကိုပြေးထွက်သွားတယ်။ဝိညာဉ်အစီမံဆရာတယောက်နဲ့တိုက်ခိုက်လို့ရှိရင်အဲ့ဒီကိုရဲရဲလူကိုဘာမှစဉ်းစားခွင့်မပေးဘဲနဲ့တရဇက်တိုက်ခိုက်မဟုတ်လို့ရှိရင်ကန်ဆိုးတဲ့သူကကိုဖျက်သွားနိုင်တယ်။ဝူကြားကပြောတယ်ငါ့ကိုဒီလိုမျိုးနီးလန်းနေတဲ့အနိုင်ယူလို့ရမှာမဟုတ်ဘူး။သူရလောက်ကိုဝှင့်ရန်လိုက်တာနဲ့သူရနောက်မှာအစင်လေဝိညာဉ်အစီမံတော်တော်များများကပေါ်လာတယ်။ပြီးတာနဲ့အလင်းနဲ့မြောက်များစွာကမူချန်စီကိုပြေးဝင်လွန်သွားတယ် မူချန်ကအနံ့ရောက်စွမ်းအင်တွေကိုသူ့ရဲ့ကိုတွေကနေထောက်လိုက်တယ်။အဲဒီခါမှာတော့သူ့ကိုလာထီတဲ့အလင်းနန်းတွေကသူ့ရဲ့ခနာကိုချိတ်ရောက်တခုတော့မလုံးနိုင်ပဲနဲ့ပျောက်ကွယ်သွားတယ်။ကြည့်နေတဲ့လူတွေအားလုံးကပြောတယ်။အဲဒီကောင်လေးရဲ့ခနာကကဒီလောက်ထိတော့တောက်ခန့်နိုင်တာလား။သူ့ရဲ့တိုက်ခိုက်မှုဘာမှထူချာမလာတာကိုဟူကြလည်းသိသွားတယ်။အဲဒီတော့ကြောင့်သူကစိတ်တွေကနေစဉ်းစားတယ်။အစင်းလေဝင်းချင်းအစီမံတွေကမူချန်ကိုဘာမှလုံးလို့မရဘူးဆိုတာကိုဟူကြကချက်ချင်းဆိုတယ်လို့ပဲဆွေရံဘောလုံးလေးတစ်လုံးကိုကောင်းကင်ဘော်ကိုပြစ်တင်လိုက်တယ်။အဲ့ဒါကတော့ဝင်းချင်းအစီမံအစေးပဲ။ အဲ့ဒီဘောလုံးပါဝဲသွားတာနဲ့တော်တော်လေးကိုများပြတဲ့ဝင်းရဲအစီမံမြောင်များစွာကထွက်ပေါ်လို့လာတယ်အဲ့ဒီအစီမံတဲသေးလေးတွေကတခုနဲ့တခုပေါင်းစည်းသွားပြီးအလုံးအမတန်ကိုကြီးမာတဲ့ဝင်းရဲအစီမံဖြစ်ကိုပြောင်းလဲလုပ်သွားတယ်ဝင်းရဲစွမ်းအားတွေကလည်းဝင်းရဲအစီမံရဲ့အလဲတဲတဲကနေထွက်ပေါ်လာတယ်ပြီးတော့စွမ်းရဲအကလုံးကမူချောင်ကိုဖောင်းအုပ်လုပ်သွားတယ်အခုသူ့ဖန်တီးလိုက်တဲ့ဝင်းရဲအစီမံကအစစ်ငါပုံတရံကဘာနဲ့တူလဲဆိုရင်နိုင်ရည်နဲ့တူတယ်နောက်ထပ်ဆိုသလိုဦးကြားကသူ့ရဲ့လက်ကနေဒစိုက်တွေကိုပြောင်းလဲလိုက်တယ် သူ့ရဲ့ဘေးနားမှာဝင်းကြီးအစီမံခုပေါင်းရာကျော်ကထွက်ပေါက်လာတယ်။ပြီးတော့သူ့ရဲ့ကိုယ်တည်းကနေလဲမူချောင်ကိုတတ်ဖြတ်ခြင်းနဲ့စွမ်းအင်တွေထွက်ပေါက်လို့လာတယ်။ဝင်းကြီးအစီမံအခုပေါင်းများစွာကတဖြည်းဖြည်းနဲ့ဆုလာပြီးလေမုန်တိုင်းကြီးဖြစ်ပြောင်းလဲလို့သွားတယ်။ဒီတစ်ခါမှာတော့မူချောင်ကဝူချားစီရနဲ့အန်နရဲ့အငွေတော့ကိုခံစားမိလိုက်တယ်။မူချောင်ကဝူချားကိုလှမ်းကြည့်တော့ဝူချားကလေပေါ်မှာသင်္ဘလခွေပုံစံမျိုးနဲ့ထိုင်နေတယ်။ဝိညာဉ်အစီမံအခုပေါင်းများစွာကိုဖန်တီးထားတဲ့အတွက်ကြောင့်ဘူချာကတော်တော်လေးကိုစွန့်အင်းနေကုန်ခံလုံးနေတယ်ဆိုတာမူချံခံစားမိတယ်။ဘူချာကပြောတယ် အခုချိန်နီးဆိုရင်ငါရဲ့ကိုးလှတောင်တန်းအစီမံရအစွမ်းကကောင်းဝင်အပီးသက်ခြင်းအဆင့်ကိုရောက်နေတဲ့စွမ်းအားရှင်73ရောက်ကိုတတ်ခဲ့ပြီးပြီးမင်းရဲ့ကောင်းဝင်ကူပြောင်းခြင်းနောက်ဆုံးအဆင့်လေးနဲ့ဒီအစီမံကိုထောက်သွင်းလိုက်ရအောင်တွန်းအားပေးနိုင်တဲ့အတွက်မင်းကိုမင်းကိုယူသင့်တယ်မင်းလည်းဘာမှရုံးကန့်မနေနဲ့တော့မကြခင်မှာငါတတ်ခဲ့တဲ့73ရောက်လို့ပဲမင်းလည်းတို့တွေမှာပါဝင်သွားလိမ့်မယ်ဝိညာဉ်အစီမံကလေပတ်လာပြီးဆွေအောင်အလင်းရောင်ကိုအများပြထုတ်လွှတ်လိုက်တယ်ပြီးတော့ခဏနေကြတော့တို့နေရကတီးတန့်ကဘာငယ်လေးတစ်ခုကိုဖျက်ပေါ်လာတယ် ထူးခြားတာကအဲ့ဒီကပန်းငယ်လေးတန်းမှာရွှေရောင်တောက်ပတ်နေတဲ့တောင်တန်းကစုစုပေါင်း၉ခုရှိတယ်။တော်တော်လေးကိုပြင်းထန်တဲ့စွန်းအင်းတွေကလည်းအဲ့ဒီရွှေရောင်တောင်တန်း၉ခုကနေထွက်ပေါ်လို့လာတယ်။တောင်တန်းတွေကနေအလင်းတန်းတွေကကောင်းကင်ဘော်ကိုဖျက်တတ်သွားတယ်။ပြီးတာနဲ့အလုံးစုစီပြီးအလင်းတန်းဖြင့်မူချံစီကိုပြေးဝင်လို့လာတယ်။ဒီလိုပြင်းထန်တဲ့စွန်းအားမျိုးကိုကောင်းကင်အပီးသက်ခြင်းအလယ်လန်းအစင်းရောက်နေတဲ့သူတောင်ရဆိုင်ရဲမှမဟုတ်ဘူး။အလင်းတန်းသူစီဝင်လာတာမြင်တာနဲ့မူချံကအတက်ကိုပြပြင်းရှူလိုက်တယ်။ ပြည်တယ်နဲ့ရှိသမျှစွန်းရင်အကလုံးကိုလက်သီးနဲ့ဆူးထည့်ပြီးအလင်းနှံကိုလက်သီးနဲ့ထိုးလိုက်တယ်။ပြီးတော့သူ့ရဲ့နောက်မှာအဖီယောင်ကြာပေါ်လာတယ်။အဲ့ဒီကြာကအလင်းနှံဖြစ်ပြောင်းလဲပြီးသူ့ရဲ့လက်သီးတဲကိုဝင်သွားတယ်။နောက်ဆုံးမှတော့တော်တော်လေးကိုစွန်းအားများပြားတဲ့လက်သီးကအလင်းရောင်နဲ့တိုက်မိသွားတယ်။အဖီယောင်ကြာလက်သီးနဲ့အလင်းနှံကလေပေါ်မှာတိုက်မိပြီးကျဲလောင်သောပေါက်ွယ်လာတယ်။မူချိုင်ရဲ့ကြာလက်သီးမှရှိတဲ့ကြာကလည်းပျက်စီးလွတ်သွားတယ်။အဲ့တော့ကြည့်ပြီးဝူကြာကတစ်ချက်ပြုံးလိုက်တယ်။သူ့ရဲ့လက်ကနေတစိမ့်တွေနောက်တစ်ခါပြောင်းလဲလိုက်တာနဲ့တောင်နှန်းစီကထွက်ပေါ်လာတဲ့စွန်းရင်တွေကပို့ပို့ပြီးတိုးလို့လာတယ် ဒီတစ်ခါမှတော့မူချမ်းကလည်းသူ့ရဲ့သားရဲ့သုံးကောင်ကိုထုတ်လိုက်တယ်။အဲ့ဒီသားရဲ့သုံးကောင်ထွက်ပေါ်လာတာနဲ့ငကူအားထုတ်ကိုများပြားတဲ့စွန်းအင်တွေကဖြာထွက်လာတယ်။သားရဲ့သုံးကောင်စလုံးကအဲ့ဒီတောင်တန်းကိုကူးစီကိုခုခံမှုပြေးထွက်သွားတယ်။တောင်တန်းရဲ့စွန်းအင်တွေကိုခုခံပြီးတာနဲ့မူချမ်းကလည်းအရှိကိုပြေးထွက်လို့သွားတယ်။သူ့ရဲ့ရင်ဘက်မှာလည်းအနှံ့ရောင်အလင်းနဲ့အမှတ်သားလေးခုထွက်ပေါ်လာတယ်။အဲ့ဒီအလင်းနှံအမှတ်သားထွက်ပေါ်လာတဲ့နဲ့သူ့ရဲ့ခနာကူမှာရှိတဲ့အလင်းနှံတွေကစတင်လှုပ်ရှားလာတယ်။အဲ့ဒီအခရရဲ့နာမည်ကမိုနိုအခရအလင်းနှံလို့ခေါ်တယ်။ ပြီးတော့သူရဲ့ခန္ဓာကိုယ်မှာလည်းအနှံ့ရောင်မီးတောက်တွေထောက်လိုက်တယ်။ဒီတစ်ခါမှာတော့မူချန်ရဲ့အရှင်ကတော်တော်လေးကိုမြန်ဆန်လာတယ်။သူကဖိတ်ကနက်စိုးပျောက်သွားပြီးတော့တောင်တန်းနေရာအောက်မှာပြက်မီးပေါ်လာတယ်။ရှီနှမအင်အားအကလုံးလက်သီးတဲ့ထက်ပြီးလို့ရှိရင်တောင်တန်းကိုအားရပါရထိုးထည့်ပလိုက်တယ်။တောင်နန်းကတဖြည်းဖြည်းအကွဲလာပြီးနောက်ဆုံးမှာတော့အစိမ့်စိမ့်မှောင်မှာကွဲထွက်လို့သွားတယ်။တောင်နန်းရဲ့အစိမ့်မှောင်တွေကိုရှောင်သိမ်းမှုတွေမူချန်ကသူ့ရဲ့ငကားဝဲပြန့်တိုင်းပင်းညောင်အုံပြပြီးမိသားတရာလောက်ထိကိုရှောင်ထွက်သွားတယ်။ဘူဂျာကပြောတယ်မိမအစွမ်းစားတော့ရှိတာပဲ ဒါပေမဲ့ငားရ6နှစ်တောင်တန်းအစီမံကဒေလမျိုးရိုးရှင်းမဲ့လူမင်းထင်းနေလားဦးကြကလမ်းနှက်ဖက်ကိုလောက်အုပ်ချီတဲ့ပုံစံမျိုးလှုပ်လိုက်တာနဲ့ချိန်မှွှတ်သွားတဲ့တောင်တန်းတွေကတဖြည်းဖြည်းနဲ့ပြန်လဲစုစည်းပြီးနောက်ဆုံးမှာတော့ကိုတဲ့တောင်တန်းဖြစ်ပြန်ပေါင်းစည်းလို့သွားတယ်။ဦးကြကသူ့ကိုယ်သူဂုံယူတဲ့အနေနဲ့မူချံဝင်ပြောတယ်။ငားရအန့်ဖွဲ့တောင်တန်းကိုကူကအဆုံးရှိတဲ့ဖွဲ့စည်းပုံကိုပိုင်ဆိုင်ထားတယ်။ဘလောက်ဝဲချိန်မှွှတ်သွားပါစေ။မင်းရဲ့စွမ်းအားနဲ့ကောင်းခံတဲ့အထိနောက်ထပ်အချိန်ပေါင်းများစွာထွက်ပေါ်လာနိုင်တယ်။သူ့စကားကိုမူချံကမယုံဘူး။နောက်တစ်ခါအဲ့ဒီတောင်တန်းကိုထိုးလိုက်ပြန်တယ်။ တောင်တန်းကကြိတ်မှသွားတယ်။ဒါ့ပြင်အသေးတစ်ဖြန်ပြန်ပြီးတော့ဖွဲ့စည်းသွားလို့နေတယ်။ဒီလိုနဲ့ပဲမူချာကအဲ့ဒီတောင်တန်းကိုတုံးကတည်းကလက်သီးနဲ့ထိုးခွဲလိုက်တယ်။ဒါ့ပြင်အသေးတစ်ဖြန်ပြန်ပြီးတော့ဖွဲ့စည်းသွားတယ်။ဒါကိုဝူချာကပြောတယ်။မင်းမအစွမ်းစားရှိပေမဲ့ဒါကအစင်ကဝိညာဉ်အစီမံတစ်ခုပဲ။မင်းကမင်းအစင်ကဝိညာဉ်အစီမံတရားလို့ထင်နေတာလားကောင်းလေ။မူချာကတောင်တန်းကိုဖျက်ဆီးဖို့အတွက်စွမ်းအင်တော်တော်များများကိုတုံးလိုက်ရတယ်။အဲ့ဒီတော့ကြောင့်သူ့ရဲ့ကိုယ်ထဲမှာစွမ်းအင်တွေကတော်တော်လေးကိုကုန်ခံလို့နေတယ်။ မူချာကတောင်နှောင်းကိုတစ်ချက်စိုက်ကြည့်ပြီးတော့သူ့ရဲ့ပါးစပ်ကန်းနဲ့ရေရော့လိုက်တယ်။ဒါကအစစ်အမှန်လား။ဒါမှမဟုတ်အတူအောင်လား။မူချာရဲ့စကားကိုကြတော့ဘူဂျာကချက်ချင်းမျက်နှာတီသွားတယ်။မူချာဆိုတာပေါ်သေးသေးမဟုတ်ဘူးဆိုတာကိုလည်းသတိထားမိသွားတယ်။မူချာကတောင်နှောင်းကိုကြည့်ပြီးတော့ပြောတယ်။အန့်ဖွဲ့တောင်နှောင်းကိုကူတယ်မှာတခုကပဲအစစ်အမှန်မလား။ဒီဟာကိုပြက်စီးအောင်လုပ်လိုက်ရင်မင်းနောက်ထပ်ဖန်တီးဖို့ဆိုတာစွမ်းအားမရှိတော့ဘူး။မူချာရဲ့ခံမှန်းချံမှန်နေတဲ့အတွက်ကြောင့်ဘူဂျာကပြောတယ်။ ဒါကတော့မင်းရအစွမ်းစားဖို့ပဲမူတည်တယ်ပြီးတာနဲ့တောင်တန်းစီကနေအလင်းတန်းနေရာကောင်းကင်ဘော်ကိုထိုးတက်သွားပြန်တယ်မူချန်ကတော့တောင်တန်းရဲ့လှုပ်ရှားပုံတွေကိုလိုက်ပြီးတော့စစ်ဆေးနေတယ်ကောင်းကင်ဘော်ကိုထိုးတက်သွားတဲ့အလင်းတန်းတွေကမူချန်စီကိုဝင်ပြီးတော့တိုက်ခိုက်တယ်မူချန်ကဝဲပြန့်ငကားတိုင်းချောင်းဝင်အုံပြုပြီးအလုံးကိုရှောင်ထွက်သွားတယ်သူကပြောတယ်အန့်ဖွဲ့တောင်တန်းရဲ့အစစ်မှန်တစ်ခုကိုငါရှာသိမှဖြစ်မယ်ပြီးတာနဲ့သူ့ရဲ့မျက်လုံးတွေကိုမှိတ်လိုက်တယ်မျက်လုံးမှိတ်နေတဲ့မူချန်ကိုကြည့်ပြီးဝူကြရဲ့စိတ်ထဲမှာစိုးရိမ်စိတ်တွေထွက်ပေါ်လာတယ် တဖမ်းမှာလဲရွှေရောင်အလင်းတန်းနဲ့အနံ့ရောင်အလင်းတန်းကကောင်းကင်ပေါ်မှာတက်တက်မဲမဲတိုက်ခိုက်လို့နေတယ်။ပောက်ခွဲတန်တစ်ခုနဲ့သူစမ်းရှမ်းကအနောက်ကိုဆုတ်သွားရတယ်။သူရခဏကူမှာလဲဒဏ်ရာအနှဲငယ်ရှိနေတယ်။ဒီဒဏ်ရာတွေကမိုးလောင်ကြီးရောသူရလာတာတွေ။မိုးလောင်ကြီးကတော့တတရရပဲ။အနံ့ရောင်ဝိညာဉ်စွိုင်းတွေကသူ့ရဲ့ဗေဒနာမှာပြန်လွင်လို့နေတယ်။သူကနောက်ကျောမှရှိတဲ့ဓာတ်ရှိကိုထောက်လိုက်ပြီးတော့တချံပွေရန်လိုက်တယ်။သူ့ရဲ့ဓာတ်ရှိထဲမှာသူ့ရောက်နေတဲ့ပုံဖော်လို့ထားတယ်။သူကပြောတယ် တိုက်ပွဲကိုအဆုံးသတ်သင့်ပြီးတကယ်တော့စန်းရှမ်းရဲ့စွမ်းကသူမျော်လင့်ထားတာထက်ကိုပိုပြီးတော့ကြော်လွန်နေတယ်။အကရေ80နည်းနည်းတိုက်ခိုက်မဲ့ဆိုရင်စန်းရှမ်းကကောင်းဝင်အပိသက်ချင်းနောက်ဆုံးအဆင့်ကိုရောက်သွားနိုင်တယ်။အဲဒီအခါမှာတော့နှစ်ယောက်စလုံးကအဆင့်တူပြီးမျော်လင့်မထားတာတွေဖြစ်ပျက်လာနိုင်တယ်။အဲဒီတော့ရောသူကကောင်းဝင်အပိသက်ချင်းနောက်ဆုံးအဆင့်ကိုမရောက်ရင်စန်းရှမ်းကိုအပြတ်ဖြတ်ဖို့စဉ်းစားနေတာ။မိုးလုံးကြီးရဲ့တက်ရှိတွေကလည်းတော်တော်လေးကိုကြောက်စရာကောင်းတဲ့မိဆာနာကအတန်ကထွက်ပေါ်လို့လာတယ်။အဲဒီအတန်ကိုစန်းရှမ်းပြင်ကြည့်နေကြတဲ့သူတွေအားလုံးတော့ကြားနေရတယ်။ ညောင်စင်ပေါ်မှာရှိတဲ့အစိမ်းရောင်ဝတ်စုံနဲ့လူငယ်လေးရပြောတယ်။အဲ့ဒီတက်ရှိကမိဆနဂါးနန်းတော့ကအဆုံးတက်နဂါးတက်ရှိပဲအန်ရယအငွေတက်ကိုခန်းစားမိလိုက်တာနဲ့ဆန်းရှန်းကသူ့ရဲ့ရွှေရောင်လှံကိုကြက်ကြက်ပတ်အောင်ကင်ထားလိုက်တယ်။မိုးလုံးကြီးကသူ့ရဲ့ဓာကိုဖွင့်ရန်လိုက်တာနဲ့အနှံ့ရောင်နဂါးတကောက်ကကောင်းကင်းပေါ်မှာထွက်ပေါ်လာတယ်။သူ့ရဲ့တက်ရှိကလည်းအနှံ့ရောင်ရောင်ကြီးတဲ့တဖက်ဖက်တောက်ပါလာတယ်။အရှိမဓာကိုပေးပြန်လိုက်တယ်။ပြီးတော့လက်ကနေချိတ်ပိတ်ခြင်းတစ်ခုကိုလှုပ်လိုက်တာနဲ့ခဏကလေးပေါ်မှာပြန်ဝဲနေတဲ့အနှံ့ရောင်နဂါးကသူ့ရဲ့ဓာတွေကိုပြေးဝင်သွားတယ်။ အနံ့ရောက်တက်ရှိကမူလောင်ကြီးရဲ့စွန်းအင်းအကလုံးကိုစုပ်ယူလိုက်တဲ့အတွက်ကြောင့်၎င်းအကြီးကွန်နေတက်ထိပ်ပြီးထွေးပေါ်လာတယ်။မင်းနဲ့အနံ့ငယ်အသွင်းမှာပဲအဒီအနံ့ရောက်တက်ရှိကတော်တော်လေးကိုကြီးမာတဲ့မိစ္ဆာ၎င်းအဖြစ်ပြောင်းလဲလို့သွားတယ်။မူလောင်ကြီးရဲ့မျက်လုံးတွေကလည်းမသိရင်သွေးဆနေတဲ့နှဆူအတိုင်းပဲသူ့ရဲ့၎င်းကြီးကကောင်းကင်ဘုံမှာထိုင်နေတယ်။၎င်းကထောပုံနေတဲ့စွန်းအင်းတွေကစန်းရှမ်းပြစ်ကိုမြို့မှာရှိတဲ့လူတွေအားလုံးတော့ကြက်သိမ်းထားသွားတယ်။အခုအချိန်မှာတော့စန်းရှမ်းကအနောက်ပြန်ဆုပ်လို့မရတော့ဘူး။သူအရေးစွန်းမှရတော့မယ်။ အကြေးတူတာနောက်ဆိုးလိုက်ရင်ကြံတဲ့တိုက်ပွဲ၃ခုကအပြည့်တွေထွက်ပေါ်လာနိုင်တယ်။အဲ့ဒီခါကျရင်ပို့ပြီးတော့ဆိုးသွားလိုက်မယ်။တဖက်မှာတော့မူချန်ကသူ့ရဲ့စိတ်ဝိညာဉ်ထဲမှာရှိတဲ့မျက်လုံးတစ်လုံးကပွင့်ထွက်လို့လာတယ်။သူ့ရဲ့စိတ်ဝိညာဉ်ထဲမှာရှိတဲ့မျက်လုံးပွင့်လာတာနဲ့မူချန်ကသူ့မှိတ်ထားတဲ့မျက်လုံးတွေကိုဖွင့်လိုက်တယ်။ဒီတစ်ခါမှာတော့သူ့ရဲ့မျက်လုံးတွေကမသိရင်အမဲအောင်တလင်းကြောက်တိုင်းပဲ။ဒီတစ်ခါမှာတော့ခန္ဓာကရွှေအောင်တန်တန်းကိုကူကသူ့ရဲ့မျက်လုံးထဲမှာတခုပဲမြင်နေရတော့တယ်။ကြံတဲ့အတူချစ်ခုကတော့သူ့ကိုလှည့်စားလို့မရတော့ဘူး။ ောက်တစ်ခုကအစစ်ကန်းနဲ့စွမ်းအင်တွေဖြာထွက်ပြီးကြံတဲ့အတူရှိခုကိုစွမ်းအင်တွေဖြန့်ကျက်ထားပြီးတာအဲဒီအတွက်ကြောင့်အစစ်နဲ့အတူကသူကကကောင်ကြီးခွဲခြားလို့ရသွားပြီးမူချန်ကပြောတယ်ငါမင်းကိုရှာလို့တွေ့သွားပြီးမူချန်ရဲ့အခြေအနေကိုကြည့်ပြီးဟူကြားကတော့သူသိသွားပြီးမူချန်ကအစစ်နဲ့သူ့ကိုခွဲလို့ရသွားတယ်ဆိုတာကိုပြီးတော့မူချန်ရဲ့မျက်လုံးတွေကိုသူတစ်ချက်စိုက်ကြည့်လိုက်တယ်တော်တော်လေးကိုလည်းထိတ်လန့်သွားတယ်သူရဲ့ပါဇက်ကနေလည်းနမဲတခွန်းခေါ်လိုက်တယ်ဒီကောင်ကနှံလုံးရမျက်လုံးကိုဖွင့်လွှတ်နိုင်သွားပြီး ။ဒီလိုအဆင့်မျိုးဆိုတာကဝိညာဉ်အစီမံဆက်ရာတိုင်းလိုချင်နေမိတဲ့အဆင့်ပဲ။မူချံကိုကြည့်ပြီးဝူကြားကတော်တော်လေးကိုမနာလိုတွေဖြစ်လာတယ်။သူ့ကိုယ်သူထင်တာက तू ਆ ပါရမရှင်။ဒါပေမဲ့မနေ့တနေ့ကမှလူဖြစ်လာတဲ့ကောင်းလေးပြောက်ကသူ့ထက်ကိုကြော်လုံတဲ့အဆင့်မျိုးကိုရောက်နေပြီဆိုတော့သူ့ရဲ့ဒေါ်ရတွေကမူချံအပေါ်မှာအဆတူလို့သွားတယ်။ဒီနေ့ဗီဒီယိုဒီမှာမြင်ထားမယ်။အဆက်ကိုမနာဖြန်မှထပ်ပြီးသင်ပေးမယ်။ဒီနေ့ဖို့ပပိုင်အလုံးကျေးဇူးတင်ပါတယ်။